ဒီနေ့အင်တာဗျူးမှာတော့မင်းမီကျော်မေမြင့်မို့ကသူကပြည်သက်တွေမသိအောင်လက်ထပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အင်တာဗျူးအသူကမင်းမြန်းရမှာမင်းမီမို့ကဖြေချဖို့အတွက်ရင်းဆိုလိုက်တာဖြစ်တဲ့အတွက်မင်းမီမို့လက်ထပ်ထားတဲ့ကိစ္စကတကယ်ကြီးလားဆိုပြီးတော့ပြောဆိုမှုတွေတော့ရှိနေပါတယ်မင်းမီမို့ကတော့ MRTV4 တို့ဆောင်တယောက်ဖြစ်တဲ့ MRTV4 ကနေတိတိကျကျပဲအကယ်ဒမီရတဲ့အထိဒီဘက်ပြင်ပရုပ်ရှင်ဇက်ကာကြီးတွေမှာပါနော် ါဝင်သေးဦးဆောင်ရခဲ့ပြီးတော့အကယ်ဒမီရတဲ့ထီအောင်မြင်တဲ့မြင်းသမီးတလည်းဖြစ်နေပါပြီမင်းမီမိုဟာ2024မှာဆိုရင်ရှေ့လျှောက်တကယ်ကိုမှမင်းသမီးကြီးဖြစ်လာမယ်မင်းသမီးလို့အလားအလာအကောင်ဆုံးမင်းသမီးတယောက်လို့တင်စားခံခဲ့ရတာမျိုးဖြစ်ပါတယ်ဒါမဲ့အလုံးလဲသတိထားမိကြလားတော့မသိဘူး2025နှစ်စာဖွဲ့မှာနည်းနည်းဟုတ်သေးတယ်အဲ့ဒီနောက်ပိုင်းမှာမင်းမီမိုကိုစကားခေါ်မရိုက်ကြတော့ဘူးအထူးသဖြင့်တော့မင်းမြင့်မိုကပတ်စာအာနာဂုံပါဝါတတော်လေးကိုကြီးတယ်လို့ပြီးရတယ်။မင်းမြင့်မိုဟာတတော်လေးကိုလေချမ်းသာပါ အလုံးမြာလောကကိုစတင်ဝင်ရောက်လာခြင်းမှာလဲเนาะအပ္ပစံအာနာပါဝါနဲ့ဝင်ရောက်လာတာဖြစ်တယ်အခုတောင်သူကသူ့ရဲ့ကိုပိုင်ဟိုတယ်เนาะသူ့အမေပြပိုင်တာမဟုတ်ဘူးသူ့ကိုပိုင်ဟိုတယ်ဘုံလေးခုလောက်เนาะပိုင်ဆိုင်ထားပြပြတတော်လေးကိုလေအမေရိကန်ဒေါ်လာသန်း300ကျော်လောက်ကိုเนาะအတင်းပိုင်ဆိုင်မှုရှိကြောင်းကျွန်တော်နေနေတီးရပါတယ် အခုတော့မင်းမြင့်မောဟာသူ့ကိုဇက်ကခွဲရိုက်မဲတဲ့သူတိတ်မရှိတော့ဘူးလို့ပြီးရတယ်။အချောင်းကတော့မင်းမြင့်မောကသူနဲ့သူတွဲတရုပ်ဆောင်မဲမင်းသားရီမင်းသမီးရီနဲ့ပြဿနာခဏခဏတက်တက်တယ်လို့ဆိုပါတယ်နော်။စက်တပိုင်းဆိုင်ရာမှာအခုလိုမျိုးမောင်းမာရီအာမင်းမြင့်မောအနေနဲ့ကကြတော့အခုနောက်ပိုင်းမှာဇလန်တွဲတွေရောဇက်ကရီရောအော်မရရတော့ဘူးဆိုတာကတော့ပြည်သက်တွေလည်းတွေးမိပြီးသားဖြစ်ပါပါ။အခုလေးမင်းမြင့်မောကတကယ်ကိုမှမြောင်းနေရေးခရိုနီတယောက်နဲ့ခူးပြီးတော့လက်ချက်ထားရေးဆိုရင်နေထား တရင်တွေတက်လာရပေါ့နော်အဲ့ဒီကိစ္စကိုမင်းမြင့်မော်ကိုမင်းမြန်လိုက်တဲ့အခါမှာတော့မင်းမြင့်မော်ကညှင်းဆူသွားတာဖြစ်တဲ့အတွက်တိုင်းကလုံးဝပြစ်တဲ့ကမင်းမြင့်မော်ခူးပြီးလက်ထထတာဟုတ်နေပြီဆိုပြီးတော့ရုပ်ဆုံမှုတွေလေးရှိနေပါရင်နော်